အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာတော့တရုတ်နိုင်ငံရဲ့ဒုံးတင်တင်မတွတ်076အကြောင်းကိုပြဝဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဒီအပိုင်းသတင်းတွေထဲမှာဒါအများဆုံး popular ဖြစ်နေတာကဒီတရုတ်နိုင်ငံရဲ့တွတ်076အကြောင်းဟုတ်သူဘာကြောင့်နာမည်ကြီးနေလဲဟုတ်ဒီတင်မဟာဒါဒီတမယိုးချစစ်တင်မမဟုတ်ဘူးဒုံးတင်တင်မဆိုပြီးတော့အစ်ဖွင့်လိုက်တော့ဇေတ္တလောကမှာဒါပြောစရာဖြစ်လာတယ် ။အတေဦးရေတက်ကာတာဒီသူ့ရဲ့ရေတက်အင်အားကိုခစ်မိအောင်ရှေ့အဟုန်နဲ့မြင့်တင်တဲ့နေရာမှာနောက်ထပ်ရေးပါတယ်။ရှေ့လက်တစ်တခုကိုလမ်းလိုက်တယ်လို့ပဲမြင်မိတယ်။အော်ဒီ try 076ကန်တတိုက်ခိုက်ရေးတင်းမို့အမျိုးအစားတစ်ဖြစ်တဲ့စီရှွမ်ဟာတာပထမဆုံးကျင်းပင်လယ်ပြင်စမ်းသပ်မောင်းနေမှုကိုနိုဝင်ဘာလ14ရက်နေ့မှာစတင်ပြီးတော့လုံဆောင်ခဲ့တယ်။ဟုတ်ဒင်းမို့ရဲ့အမှတ်စဉ်ကတာ51ဖြစ်တယ်။2023ခုနှစ်အောက်တိုဘာလမှာစတင်တည်ဆောက်ခဲ့ပြီးတော့2024ခုနှစ်ဒီဇင်ဘာလကုန်မှာရေရှခဲ့တာ ော်ဒီတင်မောဟာဒါဒရုန်းတွေအဓိကလွတ်တင်နိုင်တဲ့စွမ်းရည်တွေရှိရကြအောင်ဒရုန်းနဲ့တင်မောလို့တင်စားခေါ်ကြဒါအပြင်ကိုဒီရဟတ်ယင်တွေကန်တက်ယင်တွေကိုလည်းဒါတည်ဆောင်နိုင်တယ်ဟောလွတ်တင်ရုံတာမကဒါပြန်လဲစဉ်သက်မှုအပိုင်းကိုပါထိန်းချုပ်နိုင်တယ်ဂါတိုဘာဆိုတဲ့စနစ်မျိုးဝါယာ၃စနစ်တွေကတက်ဆင်ထားတာကိုမြင်တွေ့ခဲ့ရတာဟောတင်မောရဲ့ဒီရွယ်စားအနေနဲ့ကအလျားခံမှန်း260မီတာရှိတယ်ရေးလန်းကျယ်က52မီတာခန့်ရှိတာ ။အဘာကြီးထူးထူးခြားခြားပါလာလဲဆိုရင်ဒီ EMS လို့ခေါ်တဲ့ layer 6တန်လိုက်နဲ့ပြစ်လွတ်တဲ့စနစ်ပါလာတယ်။အဒီစနစ်ကဆိုရင် drone အမြောက်အများကိုအချိန်တိုအတွင်းမှာဒါဇက်တိုက်လင်းမြန်စွာလွတ်တင်နိုင်စွာရှိမယ်။အော်ဒီစနစ်ကြောင့်ဒါဒီစီရှွာတင်မောကြီးကရဟတ်ရင်တွေအပြင်ကိုဒါဂျီဂျီလဲဘန်လို့ခေါ်တဲ့ဒါတရုတ်နိုင်ငံထုတ်အတောင်မှန်တက်ဒုံးတွေကိုပါလွတ်တင်မှုတွေစဉ်တက်မှုအပိုင်းတွေကိုလောက်ဆောင်နိုင်ပြီးတော့အခုကဘာပေါ်မှာလူမျိုးစနစ်တွေတက်ဆင်ထားတဲ့ပထမဆုံး ကန်တက်တိုက်ခိုက်ရေးတင်မော်တစင်းဖြစ်လာနိုင်ပွဲရှိအောင်။အော်စေးသုံးတဲ့သူတွေရဲ့အဆိုအရဆိုရင်ဒီ Tight 076ဟာဒါထောက်လန်းရေးနဲ့တိုက်ခိုက်ရေး drone တွေအပြင်ကိုလက်ထုံးစစ်စင်ရေးဒီစွမ်းဆောင်ရည်တွေမှာပါ drone တွေကိုတယ်ဆောင်နိုင်ပွဲရှိတယ်လို့ခန့်မှန်းထားတာ။ဟုတ်တယ်ဝေးရေတက်မှာလဲဒီလေနဲ့တင်မော်ကြီးရေတွက်တွေကလဲပါနေတဲ့အတွက်ဒီခုလက်ရှိ Tight 076 Sichuan တင်မော်ကြီးကရေးပါတဲ့လေကြောင်းအင်အားဖြန့်ကျက်နိုင်တဲ့ platform တစ်ခုဖြစ်လာနိုင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတယ်။ဒါအပြင်ဟိုဒီသင်းမိုးရဲ့ဒီဇိုင်းကလည်းဒါစိတ်ဝင်စားစရာကောင်းတယ်။သူ့ရဲ့ဒီဇိုင်းပုံစံကကန်တတိုက်ခိုက်သင်းမိုးနဲ့ဒုံးတင်သင်းမိုးပေါင်းစပ်ထားတဲ့ပုံစံမျိုးဖြစ်တယ်။အဲ့တော့ Toy 076ကအရင် Toy 075ထက်ကိုကြီးပြီးတော့ခံမှန်းကြီးတန်ကြီးပေါင်း9000လောက်အထိရှိနိုင်တယ်လို့ပြောလာကြတယ်။အဲ့တော့အမေရိကန်ရဲ့အကြီးစား6ရေနဲ့သင်းမိုးတွေနဲ့အရွယ်စားခြင်းတော့ရှင်းနိုင်နေပြီဖြစ်တာပေါ့ ။ဟောပြီးရသူ့ရအပေါ်ပိုင်းဒီဇိုင်းမှာ Twins Island ပုံစံမျိုးဖြစ်တယ်။အဲ့တော့အလွယ်ပြောရရင်ဒါ Twin Mall ပေါ်မှာ Train Show ပျော်စင်းနှစ်ခုရှိတယ်ဆိုတဲ့သဘောပေါ့။ဟောဒါတစ်ခုကဒီ Twin Mall ကိုမောင်းနေမို့နောက်တစ်ခုကဒီ drone တွေရဟတ်ရင်းတွေလေကြောင်း Train Show ဖို့အတွက်တို့ဤတက်ထားလာ။ဟောဒါကဒီလေရင်း Twin Mall ကြီးတွေရဲ့ဒီဇိုင်းကိုအတူယူထားတာဖြစ်တော့ဒါစစ်စင်ရေးကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့ထိရောက်နိုင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတယ်။ဟောဒီ Twin Mall ကတရုတ်ရဲ့ရေတပ်အတွက်ဘလောက်ထိရေးပါလာနိုင်လဲ။ တော့ရေးပါပုံကတော့ဒါအများကြီးရှိအောင်ပထမဆုံးချက်ပေါ့ဒါသူကတမယိုးချက်သက်သားတွေကိုဒါကန်းတင်တာတွေကိုဆက်လက်လှုပ်ဆောင်နိုင်တယ်ဒုတိယချက်ပေါ့လေနေတင်းမိုးငယ်တစည်းလို့ဒါ drone ရှေ့ပြုတ်တိုက်ခိုက်မှုတွေကိုလည်းသူလုပ်နိုင်တယ်ဟောဒီလိုမျိုးတွေဆိုတော့ဒါစစ်စင်ကြီးကပို့ပြီးတော့ကြဲကြဲပြက်ပြက်လှုပ်ဆောင်လာနိုင်တာပေါ့တောင်တွေဥပင်လေလို နေရာတွေမှာဒါမှမဟုတ်ဒီဝေးလံတဲ့ဒေသတွေမှာကိုဘာသာကိုထောက်ပတ်နိုင်တဲ့အပြင်ကိုဒါလေချောင်းကူညီပါပေးနိုင်တော့ ပါဝါစင်တာလိုမျိုးတော့ဖြစ်လာတယ်နော်ပေါ့ဒီ demo ကြီးကဟောနောက်တစ်ချက်ပေါ့ဒီကဒီမောင်းလူမဲ့စစ်စင်ရေးလို့မျိုးဒါဒီစစ်စင်ရေးတွေကိုပို့ပြီးတော့လေးထားလှုပ်ဆောင်လာနိုင်မယ်လို့ခံမှန်းမိတယ်။အဒုံးတွေကိုအကြီးကတည်ဆောင်ပြီးတော့လွတ်တင်နိုင်တယ်ကမ္ဘာပထမဆုံးရေရင်တင်မိုးကြီးဖြစ်လာမယ်။ဟော Twitter 076ရေထဲရောက်လာရင်တရုတ်ရဲ့ရေထဲစွမ်းရည်ကနောက်ထပ်တစ်ဆင့်တက်သွားပြီလို့တော့ဒါကျွန်တော်တို့ပြောလို့ရနိုင်တယ်။ဟောဒီကနေ့ကျွန်တော်ပြောသွားတဲ့ဒီ Twitter 076ဒါဒီဒုံးတွေတင်မိုးကြီးနဲ့ပတ်သက်ပြီး ပြန်ပြီးတော့အနှစ်ရှုပ်သွားရင်ဒါအခုလက်ရှိထိုင်ဝမ်လိုပြည်ပခဒေတာတွေအပြင်ကိုတောင်တရုတ်ပင်လယ်နဲ့အိန္ဒိယဖိစပိတ်ဒေတာတစ်လျှောက်မှာဒါစစ်ရင်ရပြသားမှုတွေရေကြောင်းထိရှုပ်မှုတွေအတွက်ဒီသင်္ဘောကြီးပို့ပြီးတော့ရေးပါလာနိုင်တာပေါ့အဲ့တော့တိုက်076တစည်းတဲ့နဲ့ထိရှုပ်လာနိုင်မှာဖြစ်တော့ဒါဒီတရုတ်ရဲ့ရေတပ်အခန်းကဏ္ဍပို့ပြီးတော့ကျေပြန့်လာမယ်။ဟောဒါဒီ21ရာစုရေတပ်စစ်စင်ရေးတွေမှာမောင်းတူမဲ့စနစ်တွေကိုဘလောက်ထိနိုင်ငံတွေအားလုံးကအလေးထားလာပြီလဲဆိုတာကို ကြာတနေတဲ့ကြာရုံတစ်ခု ဖြစ်လာကြောင်းလဲဒါကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်